သိညလို့ရဲ့ကိုတောက်တယ်အရင်တော့တော့သိသိညစ်တယ်အကြောင်းချာတော့ခေါင်းမချာကြကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတစ်ပုဒ်ကတော့အေယာဝရီမစောင်းပါရှင်ကိုချွေအောင်ရေးသားတဲ့ဥဒုခဒုက္ခရောက်ရတဲ့ဂုံဂုံဂုံဆိုတဲ့စောင်းပါပဲဖြစ်ပါတယ်ဘဝတန်တရာဆိုတာက ဒရိုက်တာဥဒုခရိုက်ကူးတဲ့ဘဝတန်တရာရုပ်ရှင်ဇာတ်ကားတဲ့ကဘဝတန်တရာဆိုတဲ့ဇဝင်သင်းဖြစ်တယ်။ဂုံဆိုတာကတော့ဥဒုခပဲရိုက်ကူးတဲ့ဒီဆောင်ဟီမန်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားတဲ့ကဇဝင်တီးသင်းဖြစ်ပါတယ်။သင်းနှစ်ပုဒ်စလုံးရဲ့တိစာသားတွေကိုဥဒုခပဲရေးပါတယ်။ဇာတ်ကားနှစ်ခုလုံးရဲ့ဝိထုဇညုံကလည်းဥဒုခပဲ။ဘဝတန်တရာသင်းကိုမြို့မဥပသိန်းကတန်စင်ထည့်သွင်းပေးပြီးဂုံသင်းကိုတော့ရွှေပြည်အေးကတန်စင်ထည့်ပေးတယ်။ တရှင်နှစ်ပုတ်စလုံးကိုဥဒုခပဲဆိုထားတယ်။ဒီတရှင်နှစ်ပုတ်စလုံးအထူးအောင်မြင်ကြော်ကြပြီးရုပ်ရှင်ထက်ကိုအောင်မြင်တယ်လို့ထိုခေတ်ထိုအခါကရုပ်ရှင်ဝေဖန်သူတွေကမှတ်ချက်ပြုတယ်။အောင်မြင်တာချင်းတူပေမဲ့အောင်မြင်ပုံအောင်မြင်နည်းမတူဘူးလို့တရှင်ဖန်တီးသူလည်းဖြစ် ရုပ်ရှင်ရိုက်ကူးသူလည်းဖြစ်တရှင်တီဆိုသူလည်းဖြစ်တဲ့ဥဒုခတယောက်စိတ်တော့ကရောက်ခဲ့ရဘူးလေ။ကြံစီတိုင်းလည်းဖြစ်မလာတတ်တဲ့လောကတဘာဝလို့ဆိုရမလားပါပဲ။ ဒီဆောင်ဟီမန်ရုပ်ရှင်ဇက်ကပါဂုံတချင်းနဲ့ပဲစပါမယ်။ဂုံ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 ဆိုတာငွေကိုခေါ်တယ်။ငွေကိုရေလိုသုံးရင်တပြည်လုံးမှာလုံးသမျှတင့်တယ်။စိတ်ညစ်လို့အရက်ကိုတောက်တယ်။အရက်တောက်တော့စိတ်တွေညစ်တယ်။အကြောင်းချာတော့ကောင်းမှာရှာချာလဲ။ရောက်ခမကြီးကမျက်နှာရှိုးမယ်။ကိုမရကစေရနာပိုးတယ်။တောက်ကွယ်ရမ်းမယ်။ လန့်လေမှာဆဲဆဲလူကိုတွဲလို့အိမ်ထဲခေါ်မယ်။အိုးငွေငွေရေလိုဖြုံးမယ်တောက်မယ်စားမယ်ပြောမယ်ပါမယ်အချစ်ဆိုတာကစားပြမယ်ယခုဘဝဝဲဘသူမှမကြွယ်တသက်လုံးပဲမိုက်ပြပါတော့မယ်ဒီဆောင်ဟေမန်ဇလန်းကစန္ဒယဆရာတိန်းဟန်ကျော်ဆွေကလူကြီးချင်းသဘောတူထားတဲ့အမာကျူနဲ့အချစ်နဲ့ဂျုံမိကြပြီးတဲ့နောက် မော်လမြိုင်မှာရှိတဲ့တငယ်ချင်းအိမ်သွားလဲရင်မြင့်မြင့်နဲ့လက်ထက်လိုက်ရတယ်။တတိယလိုဘကိုးကအမကျူရဲ့အိမ်သွားကြည့်တော့အမကျူမေတိကကိုဘသက်ဇေယနဲ့ကလေးတယောက်တို့တွေ့မြင်လိုက်တော့သူတို့အိမ်အောင်ကြပြီးကလေးတော်ရနေကြပြီလို့တိန်ဟန်ကထင်လိုက်တယ်။တကယ်တော့တိန်ဟန်နဲ့ရတဲ့ကိုဝင်ကျောက်အမကျူမိဘတွေကကိုဘသက်နဲ့ပေးစားလိုက်ကြတာဖြစ်တယ်။အဖြစ်မှန်ကိုမသိတဲ့တိန်ဟန်ကမုံမူယူယူနဲ့ဂုံတချင်းဆိုပြီးဇက်ကားတဲ့အသေးကွဲပြတယ်။ဥဒုခဆိုလိုခြင်းဒီက အောင်မြင်တဲ့အမှုပညာတွေတွေဟာထိမ့်ထိမ့်သိမ့်သိမ့်မနေရင် အောင်မြင်မှုကြောင့်ပဲဘဝပြတ်တဲ့အထိကြဆုံးရတတ်တယ်လို့ဂုံတချင်းနဲ့ဖွဲ့ဆိုတာဖြစ်တယ်။မကင်ရှိပါပါ မှန်ကန်သောအမြင်တမာဒိဋ္ဌိမရှိရင် မဖြစ်ရင်နောက်ဆက်တွဲအဖြစ် အမြင်မှတ်တတ်တယ်ဆိုတာကို ဖွဲ့ဆိုတဲ့အကြောင်းချာတော့ခေါင်းမှာချာချာလဲမှန်ကန်စွာ မကြံစီ မတွေးတော့တော့။အိုးငွေငွေရေလိုဖြုံးမယ်တောက်မယ်စားမယ်ပြောမယ်ပါမယ် တာမာကမန္တမာရွေးနဲ့အလုံများကိုလုံးမိတယ်။မကောင်းမှုမှသာပျော့ပိုက်ပြီးတာမာတတိမရှိပဲစက်တိုင်မလာတဲ့အခါအကျင့်သီလပြက်ပြား။တာမာတာမာတိပြက်ပြားပြီးအသက်ဆုံးလင်ဆုံးပါစေတော့သဘောထားလား။လူဘဝတကယ်ပြက်ပြုံးစေတော့တသက်လုံးပဲမိုက်ပြပါတော့မယ်။ဂုံတရှင်ကိုမက်ကင်ရှိပါနောက်ခံစိတ်ကူးနဲ့ရေးစပ်ခဲ့ပြီမဲ့လူမိုက်အားပေးတရှင်ပြက်သွားခဲ့တယ်။စိတ်ညစ်လို့အရက်ကိုတောက်တယ်ဆိုပြီးအရက်ကိုမြည်းစမ်းကြည့်ခဲ့တယ်။ ရောက်ခမကြီးကမျက်နှာရှိုးတယ်။ကို့မယားကစေတနာပို့တယ်ဆိုပြီးရည်တိတိလှောက်လာသူများ။တောက်ကွယ်ရန်ကွယ်လမ်းလယ်မှာဆဲဆဲလူကိုတွဲလို့အိမ်ထဲခေါ်မယ်ဆိုပြီးရန်ကားသူများလူဘဝတကယ်ပြက်စီတော့တသက်လုံးပဲမိုက်ပြပါတော့မယ်ဆိုပြီးမိုက်တွင်းနဲ့သူများပေါ်ခဲ့တယ်။သရှင်စာသားရေးတဲ့ဥဒုခအတော်စိတ်ညစ်ခဲ့ရတဲ့သရှင်ပါ။နောက်တစ်ပုတ်ဘဝတန်တရာသရှင်ဘဝတန်တရာရှေလျားထွေပြားမဏိမနာတသွားတဲ့သွားကြတာ ခยีပန်းနိုင်မရောက်မချင်းတယောက်စင်းတယောက်တက်ဆက်လက်ထွက်ခွာလာဘဝတန်တရာဇက်ကရိုက်ဖြစ်ပုံကဒီဆောင်ဟေမန်ဇက်ကနဲ့ပတ်သက်ဆက်နွယ်နေတယ်ဥဒုခကဒီဆောင်ဟေမန်ဇက်ကမအောင်မြင်ရင် သူရုပ်ရှင်တွေက အပြီးထွက်ခွာမယ်လို့စိန်ခေါ်ရိုက်ခဲ့တယ်ဇက်ကရန်ကုန်မှာယုံတင်ကနေတော့ဥဒုခစိတ်လှုပ်ရှားပြီးမန္တလေးတက်ခဲ့တယ်မန္တလေးမှာမိတ်ဆွေကာယပလဥနေဝင်းနဲ့တွေ့တော့ဥနေဝင်းကရုပ်ရှင် ထုတ်လုပ်ဖို့စိတ်ဝင်စားပြီးမန္တလေးရုပ်ရှင်ဆိုပြီး ထူထောင်လိုက်ကြတယ်။မန္တလေးရုပ်ရှင်ရဲ့ဘွေဇော်ဦးကားကို ရိုက်ဖို့ဥဒုခကိုအကြရာကနေဘဝတန်တရာဇက်ကရိုက်ဖြစ်ခဲ့ကြတာပါ။ဒီဆောင်ဟေမန်ဇက်ကရန်ကုန်မှာယုံတင်နာအောင်မြင်တဲ့ကြားမှဥဒုခရန်ကုန်ပြန်ဆင်းခဲ့တာပါ။ဥဒုခကလေဒီဆရာတော်ဖျားကြီးရဲ့ပရိစ္ဆာသမုတ်ပတ်လင်္ကာကိုမှီညမ်းပြူပြီးရေးဆက်ခဲ့တယ်။ဘဝတန်တရာဇက်ကားထဲမှာမေသစ်ဟာအေးကျူနဲ့အချစ်နဲ့ဂျုံကြရာကနေထွက်ပေါက်ရလို့ရညာမမြင်ဘူးတဲ့အေးကျူမိဘများရှိရာ မရောက်ဖူးတဲ့မြို့ကိုယထားနဲ့သွားခဲ့တယ်။မဖြစ်လို့တာတွေဖြစ်ခဲ့ရတဲ့မိမိဘဝအကြောင်းယထားပေါ်မှာစဉ်းစားရင်းအတက်အစင်းအခွင့်အကောက်များရှိတဲ့လန်ခရီးတစ်ယောက်ဘူဒါဇင်မှာစိတ်အထွေထွေရှိတဲ့လူအမျိုးမျိုးတို့တက်လိုက်ဆင်းလိုက်လုံနေကြတာကိုမေသစ်မြင်ရတယ်။မေသစ်အပါဝင်လူတွေဟာမသိမှုအဝိဇ္ဇာကြောင့်လောက်ကိုင်းပြောဆိုခြင်းသင်္ခါရပေါင်းများစွာကို ပြုပြီးမည်သည့်ဘဝရောက်မည်ကိုကြုံမသိနိုင်တဲ့အတက်အစင်းအခွင့်အကောက်များရှိတဲ့တန်တရာခရီးရှည်ကြီးကို နှင်းနေကြရတယ်။ခရင်နှင်းရင်ဖြစ်လို့တာတွေမဖြစ်မဖြစ်လို့တာတွေဖြစ်နေကြရတယ်။လေဒီဆရာတော်ကြီးရဲ့တန်တရာခရီးကျန်းရေးဖွဲ့မှုကို အမိပြု အတုယူပြီးဥဒုခကရေးဥပသိန်းကတန်စင်ထက်ဥဒုခကပဲဆိုခဲ့တယ်။တချင်းနောက်ခံမြင်ကွင်းတစ်ခုအဖြစ်မေတ္တကိုတဲဆောင်လာတဲ့ယထာရှမ်းပြည်နယ်ဟဲဟိုးနယ်ချွေးညောင်အကြားမိုင်းတိုင်း389ရှိနန်နွိုင်းတရားပေါ်ကဖြတ်သွားပုံကိုထည့်သွင်းရိုက်ကူးခဲ့တယ် ယထဟာတံတားကိုဖြတ်ပြီးတဲ့နောက်အနေအမြင့်အကွေအောက်ရှိတဲ့ခရုပတ်လမ်းအတိုင်းဝိကဝိုက်ခါခုံမောင်းပြီးတံတားအောက်တက်တဲ့ကိုရောက်သွားတယ်။ဒီမြင်ကွင်းဟာဘဝတန်တရာဇက်ကားနဲ့တချင်းကိုကောင်းကောင်းပံ့ပိုးပေးလိုက်နိုင်ခဲ့တယ်လို့အဲ့ဒီတံတားဟာလည်းဘဝတန်တရာတံတားလို့လူသိများသွားပါတော့တယ်။ဘဝတန်တရာဇက်ကားအောင်မြင်ခဲ့တယ်လို့ဘဝတန်တရာတချင်းဟာလည်းတော်ရော်မျိုးပါမကြံအောင်မြင်ခဲ့တယ်။တနေ့ဥဒုခမန္တလေးရောက်တော့ချွေးချင်းသာသနာပိုင်းတတ်တော်ချီစံကင်းစီရတော်ဖျားကြီးကိုဝင်ဖူးတော့ ဘဝတန်တရားတရှင်ဖန်တီးချိန်မှာတည်တာနဲ့ဆရာတော်ကြီးကတာဓုအနုမောဒနာခေါ်တော်မူတယ်။ဘဝတန်တရားတရှင်ကိုမူလကဥတုခတစ်ယောက်တည်းအစိုးဥတုခနဲ့မေသိနှစ်ဦးပေါင်းအစိုးဆိုပြီးအတန်သွင်းခဲ့တယ်။နောက်ပိုင်းမှာတော့ဥတုခတစ်ယောက်တည်းအစိုးအပြောနဲ့တပြားထွက်ခဲ့တယ်။ဥတုခလည်းစိုင်းဝိုင်းကြီးနဲ့နေအချို့မှာတီဆိုရင်းဟောပြောမှုလုပ်ခဲ့တယ်။ဒီဆောင်ဟေမန်ဇဂါကဂုံတရှင်ဟာအယက်သမားအာပီလူမိုက်အာပီဖြစ်ခဲ့သမျှကို ဘဝတန်တရာတခြင်းနဲ့အာဘတ်ဖြေနိုင်ခဲ့တယ်လို့ဥဒုခကမကြာခဏပြောခဲ့ပါတဲ့။ချေပြေဟောင်းအောင်းမေဘွေရာဘဝတန်တရာနဲ့ဂုံဘဝတန်တရာတေးရီစာသားဥဒုခတန်စဉ်ဥပသိန်းဘဝတန်တရာရှေလျားထွေပြားမနေမနာတက်သွားတဲ့သွားကြတာခยีပန်းနိုင်မရောက်မချင်းတယောက်စင်းတယောက်တက်ဆက်လက်ထွက်ခွာလာလောဘရဲ့ဒေါသရဲ့မောဟရဲ့ အဝိဇ္ဇာပစ္စယသင်္ခါရာပျော်လိုက်ရွှင်လိုက်ငိုကားရီကားဘဝဟာမတည်မြဲဖောက်လွဲဖောက်ပြန်အကြောင်းခံကမ္မတကားဖြစ်ချင်တာလဲမဖြစ်ရတာ မဖြစ်ချင်တာတွေလဲဖြစ်ရပါ32ဘုံဝိအတွင်းမှာတော့ကရုကင်းလျှောက်တဲ့ဒီဘုံမှာအဲ့ဒါအဲ့ဒါအဲ့ဒါဘဝတန်တရာဘဝတန်တရာဇက်ကဇဝင်တေးဖြစ်သည်ဂုံတေးရေးစာသာဥတုခတန်စဉ်ရွှေပြီးအေး သိညလိုအရက်ကိုတောက်တယ်အရက်တော့တော့သိသိညစ်တယ်အကျောင်းရှာတော့ခေါင်းမှခြာကြလဲတခုပဲသိတယ်ငောကကြီးမလိုက်ထားမရှိရင်မျက်နှာအင်မတန်ငေး go 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 ကုံစူတာငွေကိုခေါ်တယ်ငွေကိုသာရေလိုသုံးရင်တပြေလုံးမှာလောက်သမျှกินတယ် go 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 ကုံစူတာငွေကိုခေါ်တယ်ငွေကူလာရေလိုသုံးရင်တပြေလုံးမှာလောက်သမျှတင်တယ်ယောက်ခမကြီးကမျက်နှာချုံးမဲဘုမယားကစေတနာပူတယ်ယောက်ခမယောက်ခမမျက်နှာချုံးမဲဘုမယားကစေတနာပူတယ် ုံးလောကမှာလေတောက်ကွဲရမ်းကွဲလမ်းလေမှာဆဲဆဲလူကိုတွဲလို့အိမ်ထဲခေါ်မယ်လူမှာသာငွေမရှိရင်လင်ယူမိတာနားရဲထင်တယ်ယောက်ခမအိမ်ထဲသမက်မှာမျက်နှာငဲမျက်နှာငဲကြာတွေကိုငါသိပြီကွယ်အချစ်ဆိုတာလောကမှာနားမလဲငွေ ငွေရအောင်ရှာမဲအိုးငွေငွေရေလိုဖြုံးမဲတောက်မဲစားမဲပြုံးမဲပါမဲအချစ်ဆိုတာကစားပြမဲယခုဘဝဝဲဘသူကမှမတွေ့လူဘဝတကယ်ပြည့်ပြုံးစေတော့သလုံးမဲမိုက်ပြပါတော့မဲလောကလူလုံးပါယောက်ခမကြီးကမျက်နှာချိုးမဲ ကုမရကစေတနာပူတယ်ယောက်ကမယောက်ကမနဲ့နာချုံးမဲကုမရကစေတနာပူတယ်ပောက်ွယ်ရန်ွယ်လမ်းလေမှာဆဲဆဲလူကိုတွဲလို့အိမ်တဲကုမဲမာသာငွေမရှိရင်သင်ယူမိတာနာရတဲ့နဲ့သူတို့ကလေသူတို့ကယောက်ကမအိမ်တဲသမဲမှာမျက်နာငဲမျက်နာငဲသာတွေ့ကငါသိပြီကွယ်အချစ်ဆိုတာလောကမှာနားမငွေငွေ ရအောင်ရှာမဲအုံးငွေငွေဒီလိုပြုံးမဲတောင်းမဲစားမဲပြုံးမဲပါမဲအချစ်ဆိုတာကစားပြမဲယခုဘဝဝယ်ဘသူကမှမလိုဝဲလူကွာရကရပြည့်ပြုံးစေတော့နှလုံးမဲမကြပါတော့မဲဒီဆောင်ဟေမန်ဇာကဇဝင်တီဖြစ်သည်ဆောင်းပါရှင် ကိုရွှေအောင်